အော်တိုဘားလာ၁၄ရက်နေ့မှာမန္တလေးနဲ့ရန်ကုန်မြို့မှာဘုံတလုံးစီတွေ့ရှိခဲ့ပြီးတဲ့နောက်ပြည်သူတွေကြားထဲမှာဘုံကောလာဟာလာတွေထွက်ပေါ်ပြီးစိုးရိမ်ပူပန်မှုတွေလည်းရှိနေပါတယ်။ Talking Bar သတင်းပေးပို့ထားပါရခင်ဗျာ။အော်တိုဘားလာ၁၄ရက်နေ့တရက်ထဲမှာတင်မန္တလေးလမ်း၈၀နဲ့၁၆လမ်းတောင်မှာချင်းကိုက်ဘုံတလုံးနဲ့ရန်ကုန်အလိုမြို့နယ် Western Park စားတောက်ဆိုင်မှာလည်းဘုံတလုံးတွေ့ရှိခဲ့ပြီးတဲ့နောက်နောက်ထပ်ဘုံတွေထပ်တွေ့ရှိရဲ့လို့ကောလာဟာလာတွေထွက်ပေါ်နေတဲ့အတွက်ပြည်သူတွေအကြမ်းမှစိုးရိမ်မှုတွေရှိနေတာပါ။ မန္တလေးမြို့လမ်း80နဲ့16လမ်းတောင်မှာအော်တိုဘားလ14ရက်နေ့နေ့လယ်2နာရီကျော်ကချိန်ကိုက်ဘုံလိုယူဆရတဲ့ဘုံတလုံးတွေ့ရှိခဲ့ပြီးတာဝန်ရှိသူတွေစနစ်တမ်းဖြုတ်ဖို့ကြိုးစားခဲ့ပေမဲ့မရနိုင်တော့တာကြောင့်3နာရီလောက်မှဖောက်ခွဲရှင်းလင်းလိုက်ကြပါတယ်။အိမ်နောက်ညနေ4နာရီခွဲဝန်းကျင်လောက်ကလည်းမန္တလေးမြို့62လမ်း29လမ်းနဲ့လမ်း30ချင်းသာဆန်မြို့နယ်မှာကလေးကျော်ဘွေအပြာရောင်တလုံးတွေ့ရှိခဲ့တဲ့အတွက်ဒေသခံတွေကစိုးရိမ်ထိတ်လန့်ပြီးအကြောင်းကြားလာတာကြောင့် တိုင်းရင်းတပ်ဖွဲ့ဝင်တွေလာရောက်စစ်ဆေးရမှာဘုံမဟုတ်ပဲစာအုပ်နဲ့ကြောင်းရင်းညီတာတွေ့ရှိခဲ့ပါတယ်။ဒါအပြင်ရန်ကုန်တိုင်းပန်းစိုးရန်နန်းတီတာစိတ်ကန်းဘော်ဒရာအဆင့်မှာမတင်ကားစရာပိုင်ရှင်မဲ့အိတ်တလုံးတွေ့ရှိတဲ့အတွက်တပ်မတော်အင်ဂျင်နီယာတက်ရင်ကလာရောက်စစ်ဆေးရမှာဘုံမဟုတ်ပဲတန်ကားတော်တပားမိတ်ကြံခဲ့တဲ့အထုတ်တထုတ်တာဖြစ်နေပါတယ်။အလားတူတခြားနေရာတွေမှာလည်းဘုံတွေ့ရှိတယ်လို့ကောလာဟာလာတွေထွက်ပေါ်နေပြီးဘုံမဟုတ်ပဲတခြားပစ္စည်းတွေဖြစ်နေတာတွေလည်းရှိပါတယ်။ အော်တိုဘားလ17ရက်နေ့တောင်ကုန်မြို့တဲခိုကမ်းမှာဘုံပေါက်ကွဲမှုနဲ့အော်တိုဘားလ17ရက်နေ့တာဂီတာဘုံပေါက်ကွဲမှုတွေကတော့လူသေဆုံးထိခိုက်မှုတွေရှိခဲ့တဲ့အတွက်ပြည်သူတွေအကြားစိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူကောလာဟလတဲ့တွေလည်းထွက်ပေါ်နေတာပါရန်ကုန်တိုင်းရဲတပ်ဖွဲ့ကလည်းချင်းငယ်ဘုံပေါက်ကွဲတာတွေလက်လုံမိုင်းတွေတွေ့ရှိနေရတဲ့အတွက်ပေါက်ကွဲမှုတွေထင်အောင်ထမားဖြစ်နေတာကြောင့်သတင်းကြော်ကာလာမှာလုံခြုံရေးကိုရှေ့ရှုပြီးပြောင်းအိုးမဖောက်ကြဖို့တတိပေးနှိုးဆော်ထားပါတယ်ကျမခင်ပါပါရှင်